အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် United Boss TV နဲ့ပြန်လည်ကြိုဆိုလိုက်ပါလေကဲဒီနေ့မှာတော့ Manchester United တည်င်းတချို့တွေဖြစ်တဲ့မင်းညာ Fabrizio Romano ကို compare လုပ်သွားတဲ့ချို့တည်င်းတွေထွက်နေရတဲ့တည်င်းတွေကျွန်တော်တင်ဆက်ပေးသွားမှာပေါ့နော်ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးမယ့်တည်င်းကတော့ Rasmus Wiland ရဲ့ contract အခြေအနေပြ Manchester United နဲ့ Napoli ရဲ့သူရဲ့အခြေအနေကိုကျွန်တော်တင်ဆက်ပေးသွားမယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်ရဲ့ Benjamin Sesko ရဲ့ injury update ပေါ့နော်နောက်ဆုံးကစားသွားတဲ့ Tottenham Hotspur နဲ့ပွဲအပီးမှာ ရရှိသွားတဲ့ဒဏ်ရာကအခုလက်ရှိအာအဲ့ဒီနေ့က interview post match မှာ Robert Amorim ပြောထားတဲ့ knee injury ပေါ့နော်ဒူးဒူးရတဲ့အရာဆိုတာတော့ဆိုးရိမ်စရာကြီးရပေါ့နော်အဲ့ဒီ injury update ရပြောလို့ရှိရင် Joshua Zirkzee ကျွန်တော် Joshua Zirkzee ကကျွန်တော် Manchester United မှာရှိနေတာသိတယ်ဒါပေမဲ့အသင်းထဲမှာလည်းသိပြီးတော့ပါဝင်ကစားခွင့်သိမရခဲ့ရဘူးအဲ့တော့ သူ့အနေနဲ့ကျွန်တော်တို့အခုလာမယ့် December January transfer window ပေါ့နော်ဆန်အောင်ရာဒီ transfer window မှာသူ့အနေနဲ့ Manchester United အသင်းမှာဆက်ရှိနေမလားဘယ်လိုမျိုးခြေနေရှိတယ်ထွက်နေတဲ့တင်းတွေအောင်ပါတယ်ဖြစ်မလဲဆိုတာကျွန်တော်တင်ဆက်ပေးသွားမယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ ကစားသမားဖြစ်တဲ့ Aston Villa မှာကစားနေတဲ့ Jadon Sancho ပေါ့နော် Jadon Sancho ရဲ့ contract ကိစ္စလေးကျွန်တော်ပြောသွားမယ်များဒီသတင်းတွေက Lorry Wilwell တို့ Fabrizio Romano တို့ confirm လုပ်ထားတယ်သူတို့ရဲ့အထင်အမြင်လေးတွေလည်းပါတာပေါ့နော်နောက်ဆုံးရထားတယ်သူတို့အကြားထားတဲ့သတင်းလေးတွေနဲ့အဲ့ဒါလေးကိုကျွန်တော်တင်ဆက်ပေးသွားမှာအဲပထမဆုံးသတင်းဖြစ်တဲ့ Rasmus Wilwell Rasmus Wilwell ကတော့အားလုံးအတိပဲ Napoli မှာအခုအချိန်မှာ Manchester United ကနေ loan နဲ့နေနဲ့သွားပြီးတော့ကစားနေတယ်အငှားချထားတယ်ပေါ့နော် Manchester United ကနေပြီးတော့5 million နဲ့အငှားချလိုက်တယ်အကယ်၍သူတို့နောက်နေမှာ Napoli က champion န်လိကိုသူတို့တိုက်တန်းဝင်ရှိမယ်ဆိုလို့ရှိရင်36တန်းနဲ့ဝယ်ဖို့ buy option ရှိရပါတော့အဲ့တော့ဝယ်မဲ့အဲ့ option ရှိတာကပထမပိုင်းတော့ကစပြီးတော့ပြောင်းသွားတော့ငါကြတော့ကျွန်တော်အနေနဲ့ပြောလို့ရှိရင်ရုပ်တည်ရှိတာထက်ဖြစ်နိုင်ခြေက96ရာဂိုင်းလုံး90ရာဂိုင်းလုံးလောက်တိရှိရလို့ကျွန်တော်တို့ပြောရမယ်ဗျ။ဘာလို့လဲဆိုတော့မနစ်ကမှချန်ပီယံလောလောလဲဖြစ်တာတယ်။နာပိုလီအနေနဲ့ကလည်း ခြေကောင်းနေအများကြီးရှိရပေါ့နော်အသူတို့အနေနဲ့ပြန်လဲတိဆောက်နေတဲ့အီတလီရဲ့အသင်းသင်းလို့လဲကျွန်တော်တို့ပြောရမှာပြသူတို့ဒီဝယ်ထားတဲ့လူတွေပုံမှာမူတည်ပြီးတော့ပေါ့နော်ဒီခေါ်ထားတဲ့မက်ဒိုမနီတို့ဒီလိုကာကူတို့ဒရစ်ပရကဗင်ဒပရိုင်းတို့ ਨੇ အများကြီး ਨੇ ဆိုတော့နာပိုလီကပြန်လဲပြီးတိဆောက်နေတယ်ဗျအီတလီကိုယူရိုမှာပြန်ပြီးတော့နာမည်ဖြစ်လာအောင်ပြန်ဒီတိဆောက်နေတဲ့အသင်းသင်းတော့ဒါပေမဲ့ပြဿနာက ကဘာဖြစ်သွားလဲဆိုတော့အခုအချိန်မှာနာပိုလီကတော်တော်ကြီးအခြေအနေစိုးနေတယ်အခြေအနေစိုးနေရဆိုတာကမနစ်ကတော့ကတာချန်ပီယံအနေဖြစ်ခဲ့တာဒါပေမဲ့ဒီနှစ်မှာကျတော့သူကအခုအချိန်မှာလက်ရှိနံပါတ်၄နေရာမှာထိုင်နေတယ်နံပါတ်၄နေရာမှာတပိုပြီးစိုးတာကဟိုနောက်ဆုံးလောလောလတ်လတ်ဒီဘက်မှာမှာကန်သွားတယ်ဘိုလုံညာနဲ့ပွဲမှာဆိုလို့ရှိရင်2-0နဲ့ရှုံးခဲ့တယ်အဲ2-0နဲ့ရှုံးခဲ့တဲ့ပွဲမှာဆိုရင် Rasmus Wine ကခြေကိုမပြနိုင်ခဲ့ဘူးပေါ့နော်လုံးဝ ဘောလုံးနဲ့ထိတာလဲတော်တော်ရှားခဲ့တယ်။လုံးဝကိုမရှိဖန်နီးမှုမရှိဘာမှဟိုတက်ချစ်လည်းမရှိပါစင်လည်းမရှိတကယ်00တွေပဲသူ့ရဲ့စတက်တော်တော်ဆိုးရခဲ့တယ်ဗျ။အဲ့ဒီပွဲကအခြေအနေကဘာကြောင့်ဒီလိုမျိုးနာပိုလီကအခြေအနေဆိုးရလာတယ်ဆိုတော့အဓိကသူတို့ရဲ့ကစားသမား၂ယောက်ဖြစ်တဲ့လူကာကူနဲ့အာကက်ဗင်ဒဘရိုင်းကတန်ရာရထားတာပေါ့နော်။လောင်းတန်းတန်ရာရထားတဲ့အတွက်သူတို့ကက်ဗင်ဒဘရိုင်းမပါလာတဲ့ချိန်မှာအိုင်လန်ကိုတိုင်းကလည်းအခြေမပေါ်တော့ဘူးလို့။အဲ့ဒါတွေတစ်ဖြစ်နေတာတဲ့အခုအချိန်မှာကနာပိုလီကအန်တိုနီယိုကွန်တေးကလည်း မနေ့ကမှထွက်လာတဲ့တတင်းတွေအရာဆိုလို့ရှိရင်တို့ meeting လုပ်ဖို့အထိကိုရှိနေတယ်ပေါ့နော်အခုအချိန်နေဆိုးရွားနေတဲ့အတွက်အဲ့တော့ Conte ကဒီ Napoli မှာဆက်လက်ရှိနေမလားမရှိနေဘူးလားဆိုတာကအခုချိန်ဒီမသေးကြတော့တဲ့အချိန်နေတစ်ခုတော့ဖြစ်လာပြီလို့တော့ပြောရမှာပဲဗျအကယ်၍ Antonio Conte အကယ်၍များ Napoli မှာမရှိခဲ့တော့ဆိုလို့ရှိရင်တို့ရဲ့ project ကပျောက်ဆီးဆုံးသွားတဲ့အတွက်တို့ကစားသမားတွေကပြန်ပြီးတော့ဝယ်တာတွေအစ်စ်ပြန်ခေါ်တာတွေပြီးရင်ပုံစံပြောင်းပါလိမ့်ရှိရဗျအဲ့တော့ ဒီဝယ်ထားပြီးသားကစားသမားတွေကတော့ရှင်းရှင်းပဲပေါ့နော်တို့အငားချတဲ့ကစားသမားတွေကမတေချာမှုမရှိတော့ဘူးအဲ့ဒီအတော်တော်များများဖြစ်နိုင်နေချိနေတာကအခုချိန်မှာဖြစ်နိုင်ကြီးရှိနေတာပေါ့နော်အဲ့ဒါကအကယ်၍ Rasmus Swainland ကပြန်လာပြီးတော့ Manchester United အသင်းနဲ့ပြန် join ပြီးတော့ဒီဆမ်မာမှာပြန် join ပြီးတော့သူ Rasmus Swainland ကိုပြန်ရောင်းရင်ရောင်းပေါ့နော်တခြားအသင်းကိုရောင်းရင်ရောင်းမကဲမရှိခဲ့ဘူးဆိုလို့ချင်းကျွန်တော်တို့အရှိတန်းအတယောက်အနေနဲ့ဆက်လက်ထားတဲ့လားမထားတဲ့ဘူးလားအာဒါကတော့ဒီပြန်ဖြစ်လာဖို့များနေတာပေါ့နော်ပြီးတော့ဆိုတော့ Glassworth ဆိုရင်လည်းငါကျွန်တော်တို့2023တော့ခေါ်ထားတယ်။နေရာဒီမှာပြောင်းရွှေ့မှာခေါ်ထားတယ်။၅နှစ်စာချုပ်ချုပ်ထားတယ်။အဲ့တော့2023ဆိုတော့၅နှစ်စာချုပ်ဆိုတော့2028မှာသူ့ရဲ့စာချုပ်ကပြည့်ပါဗျ။အဲ့တော့2028အဲ့လိုကသူကလည်းထုံးစံအတိုင်းပဲတခြားလူတွေအတိုင်းပဲ Manchester United လုံနေကြတဲ့အတိုင်းပဲတစ်နှစ်ကြိုတိုးခွင့်ရှိတယ်ပေါ့နော်။အဲ့တော့2029ပေါ့ဒါပေမဲ့2028နောက်အကြောင်းအကြောင်းကြောင့်အခြေအနေမကောင်းခဲ့ဘူးဆိုတော့ဒါမှနောက်ဆုံးအနေနဲ့2028မှာ contract ကပြည့်ပါဗျအခုမှအဲ့တော့နှစ်တည်းအများကြီးကြံသေးတယ်အဲ့တော့ Manchester United နဲ့ ရက်စမန်ဟိုင်းလန်ကကျွန်တော်တို့ပြန်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ရေးဆက်ရှိနိုင်မလားပေါ့နော်မန်ချက်စတာယူနိုက်တက်မှာဆက်ပြီးတော့ကျွန်တော်တို့ပြန်တွေ့ရမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ ကဲဒုတိယတော့ Benjamin Sesko ရဲ့ injury update ပေါ့ Benjamin Sesko ရဲ့ injury update ကကျွန်တော်တို့အားလုံးသိတယ် Benjamin Sesko က Spurs နဲ့ပွဲမှာဒုတိယပိုင်းမှာဝင်လာပြီးတဲ့အချိန်မှာတိတ်မကြခင်မှာပဲ Benjamin Sesko က Navy Band Band ရဲ့ဖြတ်ထုတ်မှုဖြတ်ထုတ်မှုရဲ့အထက်သူနဲ့လည်းမတော်တဆထိလာတာပေါ့နော်သူခြေထောက်ပြောင်းလိုက်နေချိန်မှာသူဒူးကောင်းကခောက်သွားပြီးတော့ခြေထောက်ခောက်သွားပြီးဒူးတိုင်ရာဖြစ်သွားပြီးတော့ချက်ချင်းကိုအာကစားကွင်းထဲရနေပြီးတော့လေကစားလဲကွင်းမရှိတာတော့မှ10ရောက်အဖြစ်နဲ့ Manchester United အသင်းကိုထားခဲ့ရပြီးသူတခါလဲ အာဝေစားလဲငယ်တဲ့ဒီတမ်းမီကိုဆင်းသွားတဲ့အချိန်လေးဒီဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒါဖြစ်တဲ့အချိန်မှာပထမဦးဆုံးမှာတော့ပွဲပပီးချင်းမှာပြောတဲ့အချိန်မှာရိုဘယ်မိုရင်ကိုမေးမေးတော့အင်တာဗျူးမှာမေးတော့ तू မသိသေးဘူးသိမသေးကြသေးဘူးပေါ့နော်ဒါ start တင်တဲ့အချိန်မှာပြီးွားတော့ post match သတင်းစာရှင်းလင်းပွဲမှာ तू time ပြောတဲ့အချိန်မှာတော့နီဒုဒ္ဒယာလို့ပြောရတယ်ဒုဒ္ဒယာဆိုတာတော်တော်များများကအနေရရှိတာတဲ့ဟိုစိတ်စိတ်ပူစရာကောင်းတယ်ပေါ့နော်အဲ့တော့ ဒီတိုးတဲ့နေရာစိတ်ပူစရာကောင်းပါပဲအခုအချိန်မှာမနေ့ညရိုဘတ်ဖာဗီဇိုရိုမာနို confirm လုပ်ထားတာအချိန်နေရပါတော့သူအတွင်းတင်းနေရနေပြီးတော့ကြားထားတာအရဆိုလို့ရှိရင်ဒီဘိုင်ဂျမင်ဆက်စကိုကတော့ဆိုဗေးနီးယားအသစ်နဲ့နိုင်ငံပွဲတွေမှာတွားရောက်ပါဝင်မှာတော့မဟုတ်တော့ဘူးဒါရာကတော့အဲ့လောက်ကြီး serious မဖြစ်ဘူးဒီဒူးဒိုင်ယာဆိုပေမဲ့ operation တွေဘာတွေလောက်တိအထိမဖြစ်ဘူးပေါ့နော် ACL လို့ Lisandro Martinez ဆိုလောက်မဖြစ်ဘူးအဲ့တော့သူ့အနေနဲ့ current team မှာပဲဆက်ပြီး training စင်းနေမယ်ဒီနိုင်ငံပွဲတွေမှာပြီးွားလို့ရှိရင် သူ့အနေနဲ့ဒီနိုင်ငံအသင်းမှာသွားပြီးတော့မကန်ဘူးပေါ့နော်ကမ္ဘာပလာကျင်းသွားပွဲတော့သွားပြီးတော့ဝင်ရောက်ရှင်ပြိုင်မှုမရှိဘူး current time မှာပဲရှိနေမယ်သူနေ training ပဲဆက်စေးနေမယ်ပေါ့ဒါတွေကကိုယ်တွေကျွန်တော်တို့ Manchester United အတွက်ကတော့တည်ငောင်းတခုလို့ကျွန်တော်ကတော့ပြောရမှာပေါ့နော်အဲ့တော့ဒီသူ့အနေနဲ့ဒီကျွန်တော်တို့ပြီးွားတဲ့အချိန်မှာ Everton နဲ့ပွဲရှိမှာဗျာနောက်14ရက်ပေါ့နော်နောက်13ရက်14ရက်ဆိုလို့ရှိရင်နောက်နှစ်ပတ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Everton နဲ့တွေ့မယ်ပြီးရင် Crystal Palace နဲ့တွေ့မယ်ဝက်ဆန်နဲ့တွေ့မယ်အဲ့တော့ဒီပွဲတွေကတဖြည်းဖြည်းနဲ့ အချိန်ကောင်းပဲဗျနှစ်ပတ်ဆိုတော့နားရအနားယူပြီးတော့သူက training လေးပုံမှန်လေးပြန်စင်းပြီးတော့ပြန်ပါလာနိုင်မယ်လို့ကျွန်တော်တို့နေတယ်အောင်ပြောလင်းရတယ်ပေါ့နော်နောက်သတင်းတစ်ခုကတော့ကျွန်တော်တို့ရဲ့ Joshua Sassy Joshua Sassy ကလည်းအလုံးအသိပဲကျွန်တော်တို့ Manchester United အသင်းနဲ့တိုက်ပတ်နေကြဗျတိုက်ပတ်နေဆိုတာမပါဝင်မပါနိုင်ဦးဖြစ်နေတယ်ပေါ့နော် Robin Amorin ရဲ့ကစားကွက်မှာအမဝင်တာထက်ကျွန်တော်ပြောလို့ရှိရင်သူ့လိုကစားသမားမျိုးတွေကတိုက်နေတယ်ဗျသူ့လိုကစားသမားမျိုးတွေတိုက်နေဆိုတာကျွန်တော်တို့ထင်တယ် Kobe Mainu ရှိမယ် ကိုဘီမေနိုးဆိုလို့ရှိရင်လည်းဒါမှမဟုတ် force nine ဆိုလို့ရှိရင်သူ့အရှိမရှိရင်မေဆင်မောင်းရှိမယ်ဗျာမေဆင်မောင်းရှိမယ်ကိုညာရှိမယ်အဲ့ဒီနေရာမှာ force nine ဆော့မယ်ဆိုလို့ရှိရင်အဲ့ဒါမှမဟုတ်လို့ရှိရင် towering target man ဆော့မယ်ဆိုလို့ရှိရင်သူ့အရှိမ benjamin sasco ရှိမယ်အဲ့တော့ ဒီလိုမျိုးကစားသမားတွေနဲ့လှည့်နေရတဲ့အချိန်ပြီးတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်မှာကတပတ်တပွဲဆိုတာပဲရှိနေတယ်။တခြားကပ်တွေမရှိဘူး။ FA ကပ်တွေတော့လာရင်တော့လာမှာပေါ့နော်။အဲ့ဒီအချိန်ကျရင်တော့ပါရင်ပါလာမှာပေါ့။ဒါပေမဲ့အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာကိုဘီမေမေနူးတော်မှာအသင်းအတွက်ပါဝင်နိုင်ဖို့အတွက်လဲခက်ခဲနေတဲ့အချိန်မှာ Joshua Sassy အနေနဲ့ရှိရ Escape Goal လိုမျိုးသူ့အနေနဲ့မပါဝင်နိုင်ဘူးအသင်းမှာ။အဲ့ဒီတော့ ဂျော်ရှာဆက်စီကအခုပြက်တနာကမပါဝင်နိုင်ဘူးငယ်သေးတယ်ဒါပေမဲ့ကျွန်တော်တို့သူ့ရဲ့ပြက်တနာကဘာလဲဆိုတော့ကစားသမားကောင်းတယောက်ဖြစ်တယ်ပြီးတော့ Netherland Netherland အသင်းမှာကချင်းပြောလို့ရှိရင်တိုက်စစ်မှုဆိုတာအများနဲ့တယောက်ကောင်းတယောက်ကောင်းလေးပဲပေါ်ပေါ်ခဲ့ရဗျာအခုချိန်မှာ Hot Netherland အသင်းကတိုက်စစ်မှုကလက်ချိုးကြီးလို့ရတယ်ဗျာရှားတယ်ဗျာတည်လားသူ့လိုမျိုးလူငယ်သေးတာလည်းကောင်းတယ်သူ့ရဲ့ချင်းပြော profile ကစားသမားပုံစံမျိုးကျွန်တော်ခုနပြောသော force nine ပေါ့နော်အဲ့လိုကစားသမားမျိုးရှားတယ်အဲ့တော့ Ronald Koeman ရဲ့နောက်နှစ်အခုလာမယ့် summer World Cup မှာ ကံမယ်ဆိုလို့ရှိရင် Joshua Sassy အနေနဲ့သူခြေပြရမယ်ခြေပြမယ်ဆိုပုံမှန်အနေဆုံးပွဲထက်လူစင်းရင်းလေးမှာပါဝင်ရမယ်ပြီးလို့ရှိရင်သူ့အနေနဲ့အသားကျနေသေးတဲ့ဘောလုံးနဲ့တွေးပူနေသေးတဲ့ဆိုတာကနိုင်ငံအသင်းတွေမှာပြမယ်အခုချိန်မှာ Rush Market Marcus Rashford တို့ပြန်မှာအင်္ဂလန်အသင်းမှာပါဝင်လာနိုင်တယ်ဘာလို့လဲဆိုတော့ Barcelona မှာခြေပြနေတယ်လို့အဲ့လိုပုံစံမျိုးပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့တော့ Joshua Sassy အနေနဲ့ကသူ့အနေနဲ့ကဒီပါဝင်ရတော့မယ်ပွဲတွေကစားရတော့မယ်အဲ့တော့ အဲ့ဒါတွေအပြင်ကိုရော်နယ်ကိုမန်းရဲ့ဒီနိုင်ငံပူတင်မှာပါဝင်ခြင်းလို့ရှိရင်ဘယ်လိုပါမယ်ဆိုတော့အခုလက်တလောကမှာရုကိုလက်တကယ်네덜란드လဲဂျန်ကြီးအင်တာဗျူးလုပ်သွားတာပေါ့နော်အင်တာဗျူးလုပ်တဲ့အချိန်မှာအင်တာဗျူးမှာရုကိုလက်ကဘာပြောလဲဆိုတော့ဂျော်ရှွတ်ဆာစီနေနဲ့တကယ်ကစားသမားဘောလုံးလူငယ်ကစားသမားဘောလုံးကောင်းကစားသမားကောင်းတယောက်ပေါ့เนาะသူ့အနေနဲ့သူဂျော့ဂျ်ဝက်ဆက်စီကိုလည်းအများကြီးမျောလင့်ထားတယ်အများကြီးလည်းရည်မှန်းထားတယ်အခုအချိန်မှာမန်ချက်စတာယူနိုက်တက်အသင်းကနေထွက်သွားတဲ့ကစားသမားတော်တော်များများကခြေပြတယ်ပေါ့เนาะ အဲ့ဒါတော့ကျွန်တော်မသိကြအောင်အဲလူတိုင်းတော့မဟုတ်ဒါပေမဲ့သူကလေကိုယ်တိုင်ပြောတာတော့ Manchester United အသင်းကနေပြီးတော့တခြားအသင်းကိုပြောင်းသွားပြီဆိုရင်အဲ့ကစားသမားတွေအခြေပေါ်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့အဲ့တော့ပြဿနာက Manchester United ဖြစ်ရင်ဖြစ်နေနိုင်တယ်ပေါ့နော်သူ့ရဲ့ Joshua Zirkzee သူ့ရဲ့နိုင်ငံအသင်းရဲ့ကစားသမားလူငယ်ကစားသမားလေးတော့မဟုတ်ဘူးပေါ့နော်ပြဿနာအဓိကပြဿနာသူပြောချင်တာလို့ပြောသူ့အနေနဲ့ဘာပြောလဲဆိုတော့သူ့အနေနဲ့အီတလီကိုပြန်သွားရင်ပြန်သွားသင့်တယ်ပေါ့နော်အကယ်၍သူလုံးမဲ့ဖြစ်ဖြစ်အငှားပဲဖြစ်ဖြစ်အခုသူ့အနေနဲ့သူ advice ပေးတယ်ပေါ့နော်သူ့အနေနဲ့အကြံပြုချက်အရာဆိုလို့ရှိရင်တော့အီတလီပဲဖြစ်ဖြစ် စ်ပဲနိုင်ငံပဲဖြစ်သူအရင်တော့ခြေပွားခဲ့တဲ့အီတလီပဲအငားပြန်သွားပြီးသွားလို့ရှိရင်ခြေပေါ်ပြီးသွားလို့ရင်တို့ကမ္ဘာဗလာမှာသူ့အနေနဲ့ပြောင်းဝင်ချင်းပြိုင်စေချင်တာမြင်ချင်တယ်ပေါ့နော်ဂျော်ဂျွတ်ဆက်စီကိုအဲ့လိုပြောခဲ့တယ်ဗျအဲ့တော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပေါ့နော်အက်ဖစ်ကတ်ကတော့လာလိုက်တယ်လာတော့မယ် ဒီ George Jesus ဒီ Epic Game မှာတော့ပေါ်လာမယ် Kobe Mino တို့ဆိုပါလာလိမ့်မယ်ဒါပေမဲ့အခုအချိန်မှာတော့ Premier League မှာပွဲတဲ့လူစင်းမှာတော့ခက်ခဲနေတာမှန်ပဲပါကျွန်တော်တို့နေနေရှင်းပြ Benjamin Sesko ကိုတယောက်ပဲရှိတယ်ရှေ့တန်းမှာကျန်တာတွေက Force 9ပုံစံမျိုးနေနဲ့ကစားနေတယ်ပေါ့နော်အဲ့တော့အခုသတင်းထွက်နေတာရှိတယ်ဗျ Osimhen တို့ပါလို့လည်းရှိနေပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့နေနေတူရှေ့တန်းက အာအလေတန်းကိုအားဖြည့်ပြီးမှဖြည့်ရမယ်ဆိုတော့အရှိတန်းကကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အဲ့လောက်ကြီးပတ်စံတုံးလို့မရသေးဘူးပေါ့နော်အခုချိန်မှာအဲ့တော့ချိနေပြီးသားတုံးခဲ့ပြီးသားလူတွေလေးနဲ့အဆင်ပြေအောင်လေးတွေဖွဲ့ထားပြီးစောက်ထားဖို့လိုစေပေါ့နော်အဲ့လိုမျိုးပေါ့ okay highland နဲ့ zelsi နဲ့ရှင်လိုက်လို့ရှင်ဆွဲစီကအခုလက်ရှိအသင်းမှာရှင်လို့ပို့ပြီးထားခြင်းလေ roman မုံတွေကပို့ပြီးထားခြင်းလေဆိုတော့ အတိပို့ပြီးတော့ပေါ်လွင်တယ်ဗျာတိလာတယ်အဲ့တော့ကျော်ကျော်ဆက်စီကိုကျွန်တော်နေနေအသင်းမှာဆက်ရှိစေစီရတယ်ဗောနော်သူ့ရဲ့အကြောင်းကြောင့်သူ့မှာလည်းသူ့ရဲ့ personal ကိစ္စနဲ့တော့ပြောတော့ World Cup တော့ကမ္ဘာပလာမှာကန်ကျင်တာလို့ရှိတာလေးပဲအဲ့တော့ကျွန်တော်နေနေတော့စောင့်ကြည့်ရပါမယ့်ဒီတနေ့ကတော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့နောက်ဆုံးတင်းတစ်ခုကတော့ကျွန်တော်တို့ရဲ့ Jaden Sancho တင်းပဲဗျာ Jaden Sancho တင်းကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကတော့ ကြောက်ကဲကဘာပလာရဲ့တကယ်ကဘာရဲ့ဘလန်တော်ဝင်တာเนาะတန်ပေါင်းများဆိုကျွန်တော်တို့အနေနဲ့ဘလောက်တောင်တန်85တန်းဒီပေးပြီးတော့2021ကနေခေါ်ခဲ့တယ်ကျွန်တော်တို့အနေနဲ့ အဲဒီမှာပုံမှန်လေးကစားရမှာထက်ကိုပြောတော့ကျွန်တော်နေတဲ့ Mbappe တို့လိုမျိုး Jubelingan တို့လိုမျိုးအတင်းတင်းကိုတီဟိုဆွဲတင်သွားမယ် Ballon d'Or ဝင်တာအထည်ကိုကျွန်တော်မျှော်မှန်းပြီးဒီပတ်စံနေပေးခဲ့တယ်။သူ့ရဲ့ဟိုဈေးတွေကလည်းမြန်းခဲ့တယ်ပေါ့နော်။ဒီတို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟို Manchester United ကပေးထားတာနှစ်တစ်ပတ်ကိုပေါင်2 Euro 2သိန်းပြ။နေနေနော်နော်ဈေးမဟုတ်ဒါလာကပေါ့နော်အခုချိန်မှာကျွန်တော် contract ကတော့ပြည့်တော့မယ် contract ကတော့ဒီနှစ်နေလို့ရတယ်ဆိုပြည့်ပြီ ဒါပေမဲ့သူတို့အနေနဲ့အရင်က extension လုပ်ဖို့ရှိတယ်ဗျာတိလားတစ်နှစ်ထပ်ပြီး extension လုပ်လို့ရတယ်တစ်နှစ်အကြိမ် extension လုပ်မယ်ဆိုလို့ရှင်ဘာကြောင့်လုပ်မလဲတခုပဲရှိတယ်သူ့ကိုပတ်စံရဖို့အကောလို့ဝေဝေဝေထားတာ65တန်းနဲ့ဗျာသူ့ကိုတခြားတင်းတင်းရဝယ်ချင်တယ်ပတ်တန်း90ဝယ်ချင်တယ်အဲ့တော့ဟိုသူ့ကိုမဝယ်သေးမချင်းကတော့တင်းမှာ contract လေး extend လုပ်လိုက်ပြီးွားလို့ရှင်ဝယ်မဲ့လူကိုစောင့်လိုက်ပေါ့နော်ဝယ်မဲ့လူပေါ်လာခဲ့လို့ရှင်တန်း90ပဲဖြစ်တန်း20ပဲဖြစ်ရရတော့20ပေါ့ဒါပေမဲ့လည်းအဲ့လိုပြောရင်သူ့ရဲ့ဈေးနှုန်းကအခုဒီမှာ SML မှာဖြစ်နေတာလေကိုယ်ဆရာတော့သိပြီသူ့နေအခြေအနေမကောင်းဗျာသူကတကယ်ကို ကိုကိုကိုဒုက္ခပေးတယ်ကစားသမားဗျာအဲ့လိုပဲပြောမှာအဲ့တော့သူ့အနေနဲ့ဒီဈေးတုံးကအလုံးစုံပေါက်မှာ25တန်း3000တန်းပဲပေါက်မှာအဲ့တန်း30တန်းနဲ့ကျွန်တော်တို့လည်းတစ်နှစ်အတွင်းမှာသူ့ကို contract extension လုပ်လိုက်မယ်ဆိုလို့ရှိရင် Manchester United အနေနဲ့ခုနကျွန်တော်ပြောသလိုပဲတပတ်ကိုပေါက်2သိန်းဆိုတဲ့ဥစ္စာနဲ့ spread ကြည့်လိုက်မယ်ဆိုလို့ရှိရင်မမျှတော့ဘူးအဲ့တော့အခုချိန်မှာနောက်ဆုံးသတင်းရတဲ့အရာဆိုလို့ရှိရင် Jadon Sancho ကလုံးဝ Manchester United ကဆုံးဖြတ်ချက်ချထားတယ် အခုနှစ်နွေရသည်သူ့နဲ့ contract ပြီးသွားလို့ရှိရင်နောက်တစ်နှစ် ASL လုံးဝမလုပ်တော့ဘဲနဲ့သူ့ free agent အဖြစ်နဲ့လွတ်လိုက်တော့ပါမလို့လက်လွတ်လိုက်တော့မယ် free agent နဲ့အဲ့တော့သူကသူအခုကြောင့်တချို့ကတတိထွက်တယ်ဗျ brush domain ကပြန်စောင့်နေတယ်ပေါ့ brush domain ကလည်းပြန်ခေါ်ဖို့အတွက်လည်းစောင့်နေတယ်ပေါ့အဲ့တော့ဒီဇာဂျိုတရေကလည်းထုံးစံတာပဲကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့အာဖြစ်ဖို့များတာကအခုကြာနေမှာတိကျထွက်နေတာ Manchester United အနေနဲ့နောက်တစ်နှစ် ASL ကတော့သူလုံးမပေါ့တော့ဘူးတေးကြတယ်သူ့ရော free agent အဖြစ်နဲ့လွတ်လိုက်တော့ပါ တို့ဘာသူ free agent ကြိုက်တဲ့အသင်းကို join ပေါ့နော်သူ့လာကတော့ထိုင်ပြီးတော့အလကားအသက်တော့မပေးနိုင်တော့ဘူးပေါ့အဲ့တော့ဘယ်နဲ့ပြသွားတာပါလို့အကဲအဲ့ဒါတော့နောက်ဆုံးရရှိကြတဲ့ latest news တွေပေါ့နော်အဲ့ဒါတွေကတော့မှတ်ကန်တိကျတဲ့ source တွေရရှိကြတဲ့တင်ဆက်ကိုကျွန်တော်တင်ဆက်ပေးတာတော့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးဒီမှာတွေ့ကြပါမယ်